နောက်ဆုံးဝဲမှာနိုင်ရလဲနဲ့နှုတ်ဆက်နိုင်ခဲ့တဲ့အွန်လိုင်းဆန်အလုံးဝဲမင်္ဂလာပါကျွန်တော်တို့မြန်မာပြည်သားတွေရဲ့ရင်းထဲမှာနစ်နစ်ကပ်ကပ်ချစ်ခင်အားပေးခဲ့ရတဲ့မြန်မာစပုံးငွေကြီးအွန်လိုင်းဆန်ကတော့သူ့ရဲ့ MMA ကစားသမားဘုရားနောက်ဆုံးပွဲစဉ်မှာနိုင်ရလဲနဲ့တူမြန်မာပြည်သူပြည်သားပရိသတ်တွေအားလုံးကိုနှုတ်ဆက်လို့သွားခဲ့ပါ ောင်လန်းအန်ဆန်းကပွဲချုံမှာကြိုတင်ပြောထားခဲ့သလိုပဲစီဒင်ဖိုက်တာကာရစ်စတန်ကိုဒုတိယအကြိမ်မှာပဲတပတ်သက်အသာစီထိုးနိုင်ခဲ့တာကြောင့်ဒိုင်ပွဲရနဲ့ပဲအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်ပွဲစားပထမအကြိမ်မှာတော့ကစားသမားနှစ်ယောက်စလုံးအနေနဲ့တယောက်နေတာတယောက်အကဲခတ်နေခဲ့ကြပြီးပွဲကတော့အနေငယ်အင်းနေခဲ့တာပါအဲဒီတော့ဒုတိယအကြိမ်9မိနစ်နဲ့20စက္ကန့်အရောက်မှာတော့အောင်လန်းရဲ့လက်သီးချက်တွေရောတိုင်ဖက်စီဒင်ဖိုက်တာအနေနဲ့ရှုံးပြီးသွားခဲ့ရတာပဲဖြစ်ပါတယ် အခုပွဲဟာ1.93ရဲ့ဒုတိယခေါင်းပွဲမက်ဒယ်ဝေတန်း MMA ပွဲစဉ်ဖြစ်ထိုးသက်ခဲ့တာဖြစ်ပြီးထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပခဲ့တာဖြစ်ပါတယ်။အောင်လန်းအစံက95ခုနှစ်မှာ professional ကစားသမားအဖြစ်စတင်ပွဲဥထုတ်ခဲ့တာဖြစ်ပြီး2016ခုနှစ်မလ16ရက်နေ့မှာတော့ပထမဆုံး1 championship ပွဲကိုထိုးသက်ခွင့်ရခဲ့တာပါ။ အဲ့နော်ဝမ်ချမ်ပီယံရှစ်လောက်ဆယ်စုနှစ်တခုနီးပါတော့မက်ဒယ်ဝိတ်တန်းနဲ့လိုက်ဟဲဗီဝိတ်တန်းကမ္ဘာချန်ပီယံလေဖြစ်ခဲ့သလိုပွဲ20ထိုးသက်ခဲ့ရမှာ15ပွဲနိုင်5ပွဲရှုံးဆိုတဲ့မှတ်တမ်းကိုလည်းပိုင်ဆိုင်သွားနိုင်ခဲ့ပြီလေပဲဖြစ်ပါတယ်။အွန်လိုင်းအဆက်အနေနဲ့သူ့ရဲ့ MMA ကစားသမားဘဝနောက်ဆုံးကွဲတဲ့ပြီးမှာတော့သူ့ကိုအားပေးခဲ့ကြတဲ့မြန်မာပရိသတ်တွေအားလုံးကိုကျေးဇူးတင်ကြောင်းမြန်မာလန်ချုံရင်ပြောကြားခဲ့သလိုမြန်မာပရိသတ်တွေအတွက်လည်းတကယ့်ကိုကြီးမားစရာပွဲစဉ်တစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အတွက်တော့ဒီကစားသမားကြီးကိုအားပေးခဲ့ရတာအားပေးရချို့နဲ့သလိုအွန်လိုင်းအတွက်လည်းလောက်ပါတဲ့နှုတ်ဆက်ရှင်ဖြစ်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။